မင်္ဂလာပါကျမရဲ့ channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာ့သမိုင်းတစ်လျှောက်အစမ်းကျေဆုံးစိတ်ဝင်စားစရာအကောင်းဆုံးနဲ့ယနေ့တက်တိုင်းမတူးမှလုံးဝနားမလည်နိုင်သေးတဲ့လေရေးစံကိုတစ်ခုအကြောင်းကိုပြောပြပေးသွားမှာပါအဲ့ဒါကတော့ Finis Manuscript ပါဒီစာအုပ်ဟာလူဝဆန်းကျေတဲ့ဘာသာစကားတွေထူဆန်းတဲ့ရုပ်ပုံတွေနဲ့ပြည့်နေလေပြီးတော့ပညာရှင်ပေါင်းများစွာရဲ့စိတ်ကိုဖန်ဆာထားခဲ့တာကလည်းညာစုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီနေ့မှာတော့ဒီစာအုပ်ရဲ့နောက်ွယ်ကသမိုင်းကြောင်းထင်နိုင်ခြင်းရှိတဲ့ theory တွေနဲ့ဘာကြောင့်ဒီလောက်တောင်မှစိတ်ဝင်စားဖို့ကောင်းနေရတာလဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်ရအောင်။ Finest manuscript ဆိုတာကအမည်မသိတဲ့ဘာသာစကားအမည်မသိစာလုံးတွေနဲ့ရေးသားထားတဲ့အုံမြင်စာအုပ်တအုပ်လို့ပြောလို့ရပါတယ်။ဒီစာအုပ်ကိုရေးသားခဲ့တဲ့သူရေးသားခဲ့တဲ့နေရာနဲ့အချိန်တို့ကိုဒီနေ့ထိတိုင်အောင်မှဘသူကမှအတိအကျမသိရသေးပါဘူး။ ဒေသအုပ်ကိုပထမဆုံးစတဲ့တွေ့ရှိခဲ့တဲ့သူကတော့ပိုလန်စာအုပ်ရောင်းတဲ့သူဝဲဖရစ်ဗန်နစ်ပဲဖြစ်ပါတယ်။သူက1912ခုနှစ်မှာအီတလီနိုင်ငံရောမမြို့အနီးကဗဲလာမွန်ထရကမှာရှိနေတဲ့တဆူအစ္စရယ်ဘုံရင်ကျောင်းမှာတွေ့ရှိခဲ့တာပါ။အဲဒီမှာစာအုပ်ကိုပထမဆုံးအကျဉ်းတွေ့ရှိပြီးတဲ့နောက်သူ့ရဲ့နာမည်ကိုအစဲပြုပြီးတော့ Vinus Manuscript ဆိုပြီးတော့အမည်ပေးခဲ့ကြတာပါ။ဒီစာအုပ်ရဲ့အဓိကဆွဲဆောင်မှုကတော့သူ့ထဲမှာပါတဲ့အကြောင်းအရာတွေပါပဲ။ စာမျက်နှာပေါင်း240ကျော်ပါဝင်ပြီးတော့အပိုင်း6ပိုင်းခွဲခြားထားပါတယ်။အပိုင်း1ရုခဗေဒအပိုင်းဒီအပိုင်းမှာတော့စိတ်ကိုရင်ဆန်းတဲ့ကဘာပေါ်မှာဘရောမမထွေဘူးတဲ့အပင်ပုံပေါင်းတရားကျော်ကိုရေးဆွဲထားပါတယ်။အပင်တွေရဲ့အနှစ်၊ပင်စည်း၊အရွက်၊အသီးစသဖြင့်အသေးစိတ်ပုံတွေပါဝင်ပါတယ်။နံပါတ်2နက်ခတ်ဗေဒအပိုင်းဒီအပိုင်းမှာတော့နီလာချယ်ရီရဲ့ပုံတွေ ဇိုဒီယက်လက္ခဏာတွေနဲ့ပုံမှန်မဟုတ်တဲ့နှက်ခတ်ဒေတာဆိုင်ရာပုံတွေပါဝင်ပါတယ်။နံပါတ်3စီဝပေတာအပိုင်းဒီအပိုင်းကတော့အဆန်းကျေဆုံးပါပဲ။ရှေးကန်လူလူရှေးပိုက်လူလူတွေနဲ့ချိတ်ဆက်ထားတဲ့အမျိုးသမီးငယ်လေးတွေရဲ့ကိုတုံးလုံးပုံတွေအများကြီးပဲပါဝင်နေပါတယ်။ဒါကဘလို့အတိတ်ပဲမျိုးကိုဖော်ပြနေနေဆိုတာကိုလည်းဘယ်သူကမှမသိနိုင်သေးပါဘူး။ Number 1 Cosmology ပိုင်း ဒီဘိုင်းမှာတော့စိတ်ကူးရင်ဆန်တဲ့ဇဝိုင်းပုံစံပုံလေးမြေပုံလိုလိုပုံတွေနဲ့အမြင်နဲ့တင်ရှော့ထွေးတဲ့ပုံတွေပါဝင်နေပါတယ်။နံပါတ်၅ဆေးဝါးအပိုင်းဒီဘိုင်းမှာတော့အပြင်အစိတ်ပိုင်းတွေပလေးတွေနဲ့ဆေးဝါးပုံစံရေးဆွဲထားတာတွေကိုတွေ့ရပါတယ်။နံပါတ်၆စာအုပ်အပိုင်းနောက်ဆုံးအပိုင်းကတော့စာတွေကြီးတက်တက်ရေးထားပြီးတော့စာကြောင်းတောင်းရဲ့ဘေးနားမှာဆိုရင်လေကျေပွေးပုံအမှတ်သားလေးတွေပါဝင်ပါတယ်။ ဒီစာအုပ်ကိုမတူရေးခဲ့တာလဲဆိုတာကိုတော့ယနေ့ထိတိုင်အောင်မှအတိအကျမသိရသေးပေမဲ့ဖြစ်နိုင်ပြီးရှိရတဲ့ theory တွေတော့ရှိနေပါတယ်အဲ့ဒါတွေကတော့ Leonardo Da Vinci သူတွေပါပဲ။တချို့ပညာရှင်တွေကအစာအုပ်ထဲကပုံဆွဲပုံတွေနဲ့ Leonardo Da Vinci ရဲ့လက်ရာတွေဟာတူညီမှုရှိရာကြောင့်သူရေးခဲ့တယ်ဆိုပြီးတော့ယူဆကြပါတယ်။ ဂျွန်ဒီသီအိုရီစကြဝဠာစုကနာမည်ကျော်အင်္ဂလိပ်နက္ခတ်ပေးတာပညာရှင်ဂျွန်ဒီရေးခဲ့တယ်ဆိုပြီးတော့လေသီအိုရီတွေရှိခဲ့ပါတယ်နောက်ဆုံးတစ်ခုကတော့အပြည့်အစုံသီအိုရီပါပဲအဲ့ဒါကတော့တချို့ကဒီစာအုပ်ဟာလုံးဝအတိတ်ပဲမရှိတဲ့ဘလို့မှကိုပေါ်မထုတ်နိုင်အောင်တမင်တကာဖန်တီးထားတဲ့အလိမ်လည်မှုတစ်ခုဖြစ်တယ်ဆိုပြီးတော့ယုံကြည်နေကြတာပါဒီစာအုပ်ဟာစိတ်ဝင်စားဖို့ကောင်းတာကအကြောင်းရင်းတစ်ခုချက်ပါပထမတစ်ခုကတော့ဘာသာစကားပါ မေဘာသာစကားနဲ့ညီတာထားလဲဆိုတာကိုယနေ့ထိဘသူမှမသိပါဘူးဇာလုံးပေါင်း30လောက်ကိုမကြာခဏပြန်သုံးထားပြီးတော့စာကြောင်းတွေမှာဆိုရင်လည်းတူညီတဲ့စကားလုံးတွေစက်တိုက်ပါဝင်နေတာမျိုးကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ဒီဘာသာစကားဟာတကယ်ရှိရဲ့ဘာသာစကားတစ်ခုမဟုတ်ဘဲနဲ့တမန်တကာဖန်တီးထားတဲ့လောကကုတ်တစ်ခုလားဆိုပြီးတော့ပညာရှင်တွေကတွေးခေါ်နေကြပါတယ်။ဒုတိယတစ်ခုကတော့ C14 သူတည်နာပါ။ 2009ခုနှစ်မှာအရီဇိုနာတက္ကသိုလ်ကပညာရှင်တွေကစာအုပ်ရဲ့စာမျက်နှာတွေကိုကာဗွန်14သုံးပြီးတော့တက်တန်းစစ်ဆေးကြည့်တဲ့အခါမှာတော့1404ခုနှစ်နဲ့1438ခုနှစ်ကြားမှာရေးသားထားတာဖြစ်တယ်ဆိုပြီးတော့အတည်ပြုခဲ့ပါတယ်။ဒါကတော့စာအုပ်ရဲ့လိမ့်လည်မှု theory ကိုတစ်စိတ်တစ်ပိုင်းပေချသလိုဖြစ်သွားပါတယ်။ဗန်နီမနျူစကရိုဟာယနေ့အထိဖြည့်ရှင်းမရသေးတဲ့တမိုင်းဝေဘဟေဒီတစ်ခုအနေနဲ့ရှင်းနေသေးပါပဲ။ ဒီစာအုပ်ထဲမှာဖော်ပြထားတဲ့ဈေးဝဘဟုတ္တတွေနက္ခတ်ပိရဆိုင်ရာအသိပညာတွေဟာအချိန်ကာလကိုချွန်လွန်ပြီးတော့ရှိနေခဲ့တဲ့အသိပညာတွေဟာဒါမှမဟုတ်ရင်လေလံမှုတစ်ခုလားဆိုတာကိုတော့ဘယ်သူမှအတိအကျမပြောနိုင်သေးပါဘူး။ကျမတို့တိရတခုကတော့ဒီစာအုပ်မှာလူသမားရဲ့အန်အောပဲအကောင်းဆုံးလုပ်ဝတ်ချက်တွေကတခုဖြစ်ပြီးတော့အနာဂတ်မှာတနည်းနည်းတော့ပြင်ဆင်နိုင်နေမယ်လို့မျှော်လင့်ရပါတယ်။ဒီနေ့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါအောင်မရှင်